တကြံဆိုတဲ့ဝဟာရကသင်္ကန်တလို့ခေါ်တဲ့ပါဠိဘာသာသင်္ကန်တလို့ခေါ်တဲ့တက္ကတဘာသာစကားကနေဆင်းသက်လာပြီးကုပြောင်းခြင်းလို့အဓိပ္ပာယ်ရတယ်။မြန်မာလ12လမှာတပေါင်းလအကုန်တကူးလသို့ကုပြောင်းခြင်းကိုနှစ်တကူကလာလို့ခေါ်ပြီးမြမယူရာအတတချံပွဲတော်ကိုဆင်နွှဲကြတာပဲဖြစ်တယ်။တကြံကတကောင်းခက်ကလေးကစခဲ့တာ။ ဲ့ဒီတုန်းကဘီရင်တွေကနှစ်အကူအပြောင်းဆိုရင် ပုံသားတွေကိုနက်ခတ်တာယာတွေတက်ချက်ခိုင်းနေ။အဲ့ဒီထဲကမှကောင်းတဲ့တရက်ကို ရွေးပြီးတော့ခေါင်းအစအခြေအဆုံးရေချိုးပြီးအညစ်အကြေးတန့်စင်ကြတဲ့ဓလိရှိတယ်။ဒါပေမဲ့အခုလိုပွဲတော်တစ်ခုအနေနဲ့လဲတွင်တွင်ကြဲကြဲချင်းပါတာမျိုးမဟုတ်သေးပါဘူး။မြမသမိုင်းမှန်နှန်းရာဇဝင်ပြစ်စမအတွေ့အရတကြမ်းဆိုပြီးတွင်တွင်ကြဲကြဲချင်းပါခဲ့တာကပကံခေနရတိရပရိမင်းခေါ်တယုတ်ပြင်းလက်ထက်မှာပဲဖြစ်ပါတယ်။ တကူလာအချင်းကားကိုရောက်တဲ့အခါကောင်းမွန်တဲ့ရက်တရက်ကို ပုံသားတွေကနက်ခတ်တာယာတွေကြည့်ဘေးနေကျန်းအရာတွက်ချက်ပေးပြီးအဲ့ရက်ရောက်တဲ့အခါမှာနန်းရင်းသူနန်းရင်းသားတွေမူကြီးမရတေနာပတိတွေတိုင်းသူပြည်သားတွေအကုန်လုံးကမင်္ဂလာရေကန်ကိုသွားပြီးအမွှေးနတ်သားကြီးတစ်မျိုးဖြစ်တဲ့နတ်သားကြီးကိုသွေးပြီးတပြေကက်နဲ့ပတ်ဖြန်းကြတယ်။ဒါကိုဥကောင်းစီမင်္ဂလာပြုလုပ်တယ်လို့ခေါ်တယ်။နရသီရပတိမင်းကအကြည်စားတန်တဲ့သူတစ်ယောက်ဖြစ်တယ်။ နရတရိယပတိမင်းမှာငယ်ရွယ်လှပပြီးမမာနကြီးလာတဲ့မိဖုရားငယ်စောလုံးဆိုတဲ့မိဖုရားတစ်ပါးရှိခဲ့တယ်။မိဖုရားစောလုံးကနရတိရပတိမင်းရဲ့အချစ်ခင်ဆုံးအကျဉ်းနာဆုံးမိဖုရားတစ်ပါးဆိုလေမမဘူးပေါ့ကွယ်။ဒါကြောင့်ကြည်စားပြီးတပြေကက်နဲ့ရေးပက်ရမယ်အစားကောင်းကဆန်းစားပါမကြမ်းရွှဲဆူအောင်လရေလောင်းမှု တိတ်တဆိတ်မိန်ကြားခဲ့တယ်။ ရေလောင်းခံလိုက်ရတဲ့မိဖုရားစောလုံးဟာအဆက်ကြီးစွာရပြီးတရင်တရင်ဖြစ်သွားတာကိုနရသီရပတိမင်းကကြံတဲ့မောင်းမတွေရှိမှလောင်ရည်ခဲ့တယ်။ဒါကိုမိဖုရားစောလုံးကမကျေနပ်တာကြောင့်ဘရင်ပွဲတော်တဲမဲ့ပွဲတော်စာမှာအစိတ်ခက်လုတ်ကြံခဲ့တာကိုသိပြီးစောလုံးကိုမျက်ခံခဲ့ရတာလေရှိခဲ့ဘူးပါတယ်။အဲတကြံရဲအရာဘဂန်ကိကရေရစတင်ကြည့်ရဆိုတော့တင်းရဲ့အချူအချရက်တွေကိုဘလို့စတင်ပြီးတော့တတ်မှတ်ခဲ့လဲဆိုတော့ရောရဲတူတူစက်ကြည့်အောင် ဖះရှင်လက်ထက်ကရှိတဲ့ကွန်တင်ညသူ့ရဲ့သားစဉ်မိမိတွေဖြစ်တဲ့ဥပိုထွေဆရာစန္ဒရာဟိန္ဒရကသူတို့သုံးယောက်ကပကံခိဘယင့်ထံမှာခါစားအမှုထမ်းကြတဲ့ပုံနာတွေဖြစ်တယ်။တကြံရေကစားခြင်းပြုလုပ်ပြီးတဲ့နောက်ဆယ်စုနှစ်တခုအကြာသူတို့သုံးယောက်ကနှက်ခတ်တွေဂျိုးတွေကိုကြီးပြီးတကြံအကျိုးအကြအကျက်အတက်တွေကိုသတ်မှတ်ခဲ့တယ်။အတားဆိုတာအန်တားဆိုတဲ့ပါဠိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီး ပုံနာတွေက အမိပေးသတ်မှတ်ခဲ့တာဖြစ်တယ်။ Andor ဆိုတာအစုံလို့အထိပယ်ရတယ်။ဒါကြောင့်နှစ်တစ်နှစ်ရဲ့အစုံနောက်နှစ်တစ်နှစ်ရဲ့အစာပိုင်းအချိန်ကာလကို အတာကူးချိန်လို့ခေါ်ဆိုတာကိုပုံနာတွေကဗီရင်ချမ်းတွေနဲ့တစ်ချက်ပြီးသတ်မှတ်ပေးခဲ့တာဖြစ်တယ်။